ီနေ့မှာတော့အိယာကောမှာမင်္ဂလိတွေအမုံဆုံးအချက်ခုနှစ်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမျိုးသားတွေကအိယာကောမှာဆိုရင်သူတို့ရဲ့အစွမ်းကိုအရန်ပြချင်းကြတယ်လေ။ဒါပေမဲ့ဒီလိုပြချင်းလွန်းအားကြီးတဲ့အတွက်သူတို့တတိမထားမိတဲ့အချက်လေးတွေကသူတို့ရဲ့ဆက်ဆံဖို့အမျိုးသမီးတွေအပေါ်အမားကြီးတွေလုံမိတတ်ကြပါတယ်။ဒါကလည်းအပြစ်တင်ဖို့တော့ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့အမျိုးသားလူရဲ့စိတ်ထဲမှာသူတို့က linkage စနဲ့ပတ်သက်ရင်အကုန်သိလို့ခံယူထားကြပါတယ်နော်။ပြီးရင်တော့အပြာစာအုပ်တွေအပြာဆက်လန်းတွေထဲအယူအဆအမားတွေကိုအမှန်တင်တတ်ကြပြီးတော့အဲ့ဒီထဲကအတိုင်းဆက်ဆံရင်အမျိုးသမီးတွေကကြိတ်ကြမယ်လို့ထင်တတ်ကြပါတယ်။တကယ်တမ်းမှာတော့ဒါကအမားကြီးတကူပါ။ကိုချစ်ခင်နစ်တဲ့အမျိုးသမီးတွေဆိုတာအပြာစာအုပ်တွေအပြာဆက်လန်းတွေထဲကစိတ်ကိုရင်ပြီးရေးထားတဲ့အပြာဆက်ကောင်တွေမဟုတ်ပါဘူးနော်။ ပြင်ပနဲ့တွေ့ဘဝကအမျိုးသမီးတွေဆိုတာတွေးနဲ့အားနဲ့တိဆောက်ထားတဲ့လူသားတွေလို့သူတို့အတွက်လိင်မှုကိစ္စဆိုတာလိင်ဆက်ဆံရုံတစ်ချက်ကိုပေါ်ပါတယ်သူတို့တကယ်လို့အပ်တာကသူတို့ကိုချစ်ခင်နေတဲ့အမျိုးသားစီကချစ်ခင်မျက်နှာပြီးတော့ဂရုစိုက်ကျင်နာတာကိုပါအဲ့ဒါကြောင့်အကူတို့အမျိုးသားတွေအနေနဲ့ကိုယ့်ရဲ့ချစ်ရတဲ့အမျိုးသမီးလေးနဲ့ လင်းဆက်ဆံတဲ့အခါမှာချင်းချင်းနာနာယူးယူးရရလေးနဲ့ဆက်ဆံပေးဖို့လိုပါတယ်နော်ဒီတော့အမျိုးသမီးတွေကအိရာပေါ်မှာသူတို့ရဲ့ဘောအမျိုးသားတွေစီကနေဘီလိုအပြုတ်အမူတွေကိုမကြိုက်ဘူးလေဆိုတာအခုပြောပြသွားပါမယ်နော်နံပါတ်၁ချက်အနေနဲ့မိမတွေအမုန်းဆုံးအိရာပေါ်မှာယောက်ျားကတော့လှုပ်เสียရှိတာလို့ပြီးတော့ပြီးတာနဲ့ထွက်သွားတဲ့လိုမျိုးပါတိတဲ့အတိုင်းမိမတွေအတွက်လင်းဆက်ဆံချင်းဆိုတာချစ်ချင်းမေတ္တာပေါ်မှာအခြေခံပါတယ် ဒီတော့နှုတ်ရချင်တာငိုကြွတ်ဆိုင်မှုမပါဘဲနဲ့သူတို့အလိုဆန္ဒပေးတာနဲ့ထွက်သွားတဲ့လူမျိုးကိုမိမတွေကအယံမုန်းတယ်ဆိုတာပါပဲဒါဟာချစ်ချင်းမေတ္တာလုံးဝမရှိ အကျဉ်းနာတရားမရှိလေးစားမှုမရှိတဲ့အပြုအမူတွေလို့မြင်တတ်ကြပြီးမိမတွေရဲ့စိတ်ထဲမှာဝန်တဲ့ချီခွဲတတ်ကြပါတယ်ဒါကြောင့်မို့လို့လင်းဆက်ဆန်းနေခြင်းအတွင်မှာသူ့နာမည်လေးကိုတူတူလေးခေါ်ပေးတာဘလို့ကောင်းလဲဆိုတာကို စကားနဲ့ပြောပြတာစသဖြင့်ပေါ့ ပြောနေသင်ပါတယ်နော်စကားနဲ့တဲ့အမျိုးသားလေးတွေတော့တတိထားပြီးပါနံပါတ်1ချက်အနေနဲ့အမျိုးသမီးတွေရဲ့အလင်းစစ်စန္ဒအရှင်တက်စီတဲ့အထဲမှာသူတို့ရဲ့နှုတ်အသီးခေါင်းကိုကြိုက်ပေးတာလည်းပါပါတယ်အမျိုးသားတွေအတွက်လည်းအမျိုးသမီးတွေရဲ့နှုတ်အသီးခေါင်းဆိုတာက လင်းစစ်ဖြစ်စီတဲ့စွမ်းဆောင်မှုရှိတဲ့အရာတစ်ခုပါပဲနော် ဒါပေမဲ့ note တိအကောင့်တစ်ခုအထင်းမှာပဲအချိန်ကြာရေးလုပ်နေတာကတော့အမျိုးသမီးတွေအတွက်အဆင်မပြေဘူးเนาะ note တိအကောင့်မှာပဲအချိန်ကြာလာရင်အမျိုးသမီးတွေအတွက်ကောင်းတဲ့ခံစားချက်ကနေနာကျင်တဲ့ခံစားချက်ကိုပဲရလာမှာပါเนาะဒါကြောင့်မလို့အမျိုးသားတွေအနေနဲ့ note တိအကောင့်တစ်ခုအထင်းမှာပဲကလေးတွေလိုချိုးခြင်းစုပ်တလို့အချိန်မကုန်စေနဲ့เนาะနူးနူးညံ့ညံ့နဲ့အချိန်ခဏလောက်ပြီးရင်အမျိုးသမီးတွေအတွက်လုံလောက်ပြီးလို့တိထားဖို့တော့လိုပါတယ် 23ချက်အနေနဲ့အမျိုးသမီးတွေလုံးဝလုံးဝမကျတဲ့အရာပါအမျိုးသားဆိုတာကငငယ်ကလေးကစော်တတ်ကြတဲ့အတူတူပဲဖြစ်ပါတယ်ဒီလိုမိစနဲ့လာတဲ့လူသားတွေမလို့သူတို့ကအရာရာကိုစုံစမ်းလေ့လာတတ်ကြပြီးတော့လက်တွေ့ဆန်းကျင်တဲ့သူတို့ရဲ့အသွေးသားထဲမှာဖြစ်တည်နေတာပါဒီလိုသူတို့ကသူတို့ချစ်ရတဲ့အမျိုးသမီးတွေနဲ့လင်းဆက်ဆံရတဲ့အခါမှာသူတို့ရဲ့အမျိုးသမီးတွေအပေါ်မှာလက်တွေ့ဆန်းကျင်ကြပါတယ်ဒါပေမဲ့ အမျိုးသမီးတွေအတွက်တဘာဝကပေးထားတဲ့လင်ကင်ကတွေနဲ့သူတို့ကမကြည်နဲ့ကြပါဘူးเนาะဒီထက်ပိုပြီးစမ်းသပ်ခြင်းကြပါတယ်အဲ့ဒါကြောင့်အမျိုးသမီးတွေရဲ့စအိုကိုစစ်ဆန်ဖို့အတွက်စ조사ကြပါတယ်ဒါကအမျိုးသားတိုင်းမဟုတ်ပေမဲ့အများစုကတော့အစမ်းချင်ကြပါတယ်။ဒါပေမဲ့လည်းစအိုးဆိုတာလည်းစစ်ဆန်ဖို့အတွက်မဟုတ်လို့အမျိုးသမီးတွေအများစုကလည်းမခံကြပါဘူးနော်။ဒါကြောင့်လင်းစစ်ဆန်နေစဉ်အတွင်းမှာအမျိုးသမီးရဲ့ ကျူတင်တဘောတူညီမှုမပါဘဲနဲ့အမျိုးသမီးရဲ့စကိုကိုဆက်ဆံဖို့လုံးဝလုံးဝမလုပ်သင့်ပါဘူးနော်အမျိုးသမီးတွေရဲ့လင်းဆက်ဆံခြင်းဆိုတာချစ်ချင်းမေတ္တာဖြစ်တဲ့အတွက်ကြောင့်မလို့အမျိုးသမီးတွေရဲ့စိတ်ကြည်နှံ့မှုတွေကအဓိကဖြစ်ပါတယ်ဒါကြောင့်အမျိုးသမီးစီက no လို့ပြောတဲ့စကားကိုလေးစားလိုက်နာပြီးပါသူတို့ကိုချစ်ခင်ပါကျင်နာပါဂရုစိုက်ပါသူတို့ရဲ့တဘောတူညီမှုကိုအရင်ရယူပါ ံပါတ်၄ချက်အနေနဲ့ကွန်ဒုံပါရင်ခန်းစားမှုမကောင်းဘူးဆိုတာပါပဲကွန်ဒုံပါရင်ခန်းစားမှုမကောင်းတာကတဘာဝအဆိုပေမဲ့တဘာဝကိုကြော်လွန်တယ်ဆိုရင်တော့ဒီလိုကွန်ဒုံမတုံးတာကြောင့်ဖြစ်လာနိုင်တဲ့နှုတ်ဆက်သွဲဆိုးကျိုးတွေကိုတာဝန်ယူနိုင်သလားဆိုပြီးတော့ကိုကိုကိုပြန်မေးရမှာပါကိုရဲ့စံတတ်တစ်ခုကအမျိုးသမီးတွေရဲ့ဘဝနဲ့တိုက်ရိုက်သက်ဆိုင်တာမို့ကွန်ဒုံမတုံးတာကြောင့်ဖြစ်လာမယ့်ပြဿနာတွေကိုတာဝန်ယူနိုင်တယ်ဆိုရင်တော့မတုံးဘဲနဲ့နေနိုင်ပါတယ်ဒီလိုမှမဟုတ်ရင်တော့ နှိုးသားတဘောသူလှုပ်တဲ့ကိစ္စတကူအတွက်အမျိုးသမီးတယောက်တည်းဘူးတာဝန်ယူခိုင်းပြီးတော့ခေါင်းရှောင်တတ်တဲ့အမျိုးသားမျိုးတော့မဖြစ်စေဖို့တော့ကိုချီရတဲ့သူနဲ့လင်းဆက်ဆံတဲ့အခါတိုင်းမှာကိုလုံးကိုစနစ်တကျအသုံးပြုပါနံပါတ်9ချက်အနေနဲ့နံပါတ်9ကလည်းအမျိုးသမီးဗီဇာနဲ့တက်ဆိုင်ပါတယ်။တိတဲ့အတိုင်းမြန်မာပြည်မှာမဟုတ်ပါဘူးနော်။အမျိုးသမီးတိုင်းကအဆက်အကျောက်ကြီးပါတယ်။အခုလိုခင်မီဖွံ့ဖြိုးတဲ့ကဘာကြီးမှတောင်မှအဆက်အကျောက်ကြီးတတ်တဲ့ အမျိုးသမီးဆိုတာမြန်မာလိုနေရာမျိုးမှာအများစု ရှိနေပါသေးတယ်။လင်စစ်ဆန်နေဆိုတာကလည်းနှစ်ဦးနှစ်ဖက်ပါဝင်ရတဲ့ကိစ္စမလို့အမျိုးသားတဦးထဲကပဲစိတ်ကျဉ်တဲ့နေုံနဲ့မပြီးပါဘူးနော်။ဒါကြောင့်မို့လို့အမျိုးသားတွေအနေနဲ့ကိုချစ်ရတဲ့ချစ်သူရဲ့အကြောင်းကိုတေချာနားလည်အောင်တည်ထားဖို့လိုပါတယ်နော်။ကိုချစ်သူကလိင်မှုကိစ္စမှာအဆက်ကြောက်ကြီးတဲ့သူဆိုရင်လိင်စစ်ဆန်တဲ့အခါမှာသူပါလို့ရှင်လဲသူဘယ်လိုအနေထားကိုချိန်လဲ ဘယ်လိုလုပ်ပြရမလဲဘာလို့ကိုမကြိုက်တာလဲဆိုတာကိုတေချာသိအောင်လိမ်မစစ်ဆန်းခင်မှာပဲဖြစ်ဖြစ်စစ်ဆန်းနေတဲ့အချိန်မှာပဲဖြစ်ဖြစ်နေပေးပါပြီးရင်တော့အတူလိုချင်တဲ့အတိုင်းဖြစ်စီပေးပါနော်နံပါတ်6ချက်အနေနဲ့ကိုချစ်သူကိုအပေါ်မှာနေခိုင်းပြီးသူတယောက်ထဲမြင်းစင်းနေတာကိုအောက်ကနေစင်ခံပြီးတော့မကြည့်သင့်ပါဘူးနော်အမျိုးသမီးတွေအတွက်အပေါ်မှာနေပြီးတော့မြင်းစေးရတာကသူတို့စိတ်ကြိုက်လို့ရှားလို့ရတဲ့အတွက်ခံစားလို့ကောင်းတယ်ဆိုပေမဲ့တရုတ်ထဲလို့ရှားရကြလား တဲ့အခါမှာငြောင်းတက်ကြပါတယ်။ဒါကြောင့်မလို့အမျိုးသားတွေကအောက်ကနေစဉ်ယူမနေပဲနဲ့ကိုချစ်သူမပင်ပန်းပဲနဲ့ခန်းစားချက်ကောင်းတွေကိုရစီဖို့အောက်ကနေအလိုက်တီတီနဲ့လှူရှာပေးတင်ပါတယ်။နံပါတ်9ချက်အနေနဲ့ခုနစ်အနေနဲ့နောက်ဆုံးအချက်ကတော့တကူကောင်းစံတက်တဲ့ရုပ်ကြားတို့အတွက်ဖြစ်ပါတယ်။လင်းစစ်စံတဲ့အခါမှာကိုလိုချင်တာပဲရချင်းပြီးတော့တစ်ဖက်သားအတွက်မတွေးပြီးတက်တဲ့သူတွေပေါ့နော်။ သူတို့စိတ်ထဲမှာအမျိုးသမီးတွေကသူတို့အလိုဆန္ဒကိုဖြစ်စေပေးဖို့တည်တည်လို့ပဲတွေးထားတဲ့သူတွေပေါ့အမျိုးသမီးတွေဆိုတာအမျိုးသားတွေလိုလင်စိတ်ဆန္ဒချက်ချင်းဖြစ်ပြီးတော့ချက်ချင်းပြမြောက်နိုင်တဲ့သူမဟုတ်ပါဘူးเนาะအပြာဇက်လန်းတွေထဲကလိုပြင်ပလက်တွေ့ဘဝကအမျိုးသမီးတွေကိုမထင်စေချင်ပါဘူးဒါကြောင့်မို့လို့လင်စိတ်ဆန္ဒအခါအမျိုးသမီးတွေအတွက်အချိန်ယူပြီးတော့လုပ်ပေးနေပါတယ်အမျိုးသမီးတွေရဲ့မိမကိုဆိုလာပြီးဆိုမှသာလင်စိတ်ဆန္ဒချင်းကိုစတင်တင်ပါတယ်မြ мян ထိုးသွင်းပြီးတော့ ပြည်တာနဲ့ထွက်သွားတဲ့ယောက်ျားကိုအမျိုးသမီးတွေကမနစ်သက်ကြပါဘူးနော်။ဒါကြောင့်အမျိုးသမီးတွေအမျိုးသားတွေစီကနေအရာပေါ်မှာမျောလင့်တဲ့အချက်တွေဆိုတာအမျိုးသားတွေရဲ့အလင်တန်ချီတာတေးတာမဟုတ်ဘူး။ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာလည်းမဟုတ်ပါဘူး။အမျိုးသမီးတွေလိုချင်တာကအမျိုးသားတွေရဲ့ချစ်ချင်းမေတ္တာပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့အဲ့လောက်ပါပဲနော်။အားလုံးကိုကျေးဇူးတင်တယ်။